တွေးနေတာဗောအရင်ဟိုတခုခုများဖြစ်သွားလိုက်လို့ဆိုဒါတွေးတာမတွေးရဘူးလေအဖေကအရင်ကံကောင်းတဲ့ထဲမှာပါသွားတာသူကတော့ပြောပါရောဒီဖေရတရားကျေးဇူးကြောင့်လုံးဝမဘာမှလည်းမဖြစ်ဘူးလွတ်လပ်အေးဆေးဆေးပဲနေရတယ်လို့ပြောပါတယ်ဟောမာတဝင်းခွဲတွေပါရေးရှိတာကြောင့်နည်းနည်းအခုကတော့လွတ်တဲ့နေရာကိုသွားပါပြီလို့ပဲပြောတယ်အမနက်ကတော့အဆက်အသွယ်ရတယ်ပေါ့နော်သူတို့ဘာမှတော့ထွေထူးမပြောဘူးသူတို့လည်းစိတ်ထိခိုက်နေလို့ထင်ပါတယ်အကုန်အဆင်ပြေရဲ့ဘာမှစိတ်မပူနဲ့သူတို့အဲငါတို့လွတ်တဲ့နေရာမှာပဲရှိနေရဲ့ပေါ့အခုငလျင်ကတော့ညလည်းတောက်လျှောက်လုံနေသေးရလေအသေးစားလေးလုတ်တက်ဆိုတော့ဟော စိတ်တပူရပါဘောအဲ့ဒီအတွက်လည်းတခုခုတော့ကိုကကိုတက်နိုင်တဲ့ဘက်ကအကုန်လုံးလှုပ်ပေးဖို့တော့စဉ်းစားထားပါတယ်အများကြီးပေါ့နော်ဥမာသူတို့ရဲ့ပျက်စီးသွားတဲ့နေရာတွေကိုပြန်လှုပ်ပေးတာမဟုတ်ရင်တောင်ကိုတက်နိုင်တဲ့လောက်လောဆယ်သူတို့အတွက်ရိတ်ခါပါညာပေါ့အဲ့လိုမျိုးလမ်းပြီးတော့လိုအပ်ရင်ပြောပါလို့တခုဒီကနေကျွန်တော်ရှိသမျှအကုန်ပို့ပေးပါမယ်လို့ပြောထားတာမနေ့ကငလျင်ဖြစ်တဲ့ချိန်ကဒီရန်ကုန်မှာပါပဲဟုတ်ဒါမဲ့ဟိုကျွန်တော်ရဲ့မိသားစုတွေကကြာမန္တလေးမှာဟုတ် ဟုတ်ကဲ့ဟုတ်အချိန်တွေရောသိရပြီအချိန်တွေတော့သိရပါတယ်ဟုတ်လူတွေကတော့ဘာမှမဖြစ်ဘူးပေါ့တချို့အိမ်လေးတွေဘာတွေကကျတော့နည်းနည်းပြိုပြက်သွားတာပေါ့အကုန်လုံးရှာလူကတော့အခုလွတ်တဲ့နေရာမှာအိမ်ဟိုကဖုံးချောင်းလို့ဘာလို့အဲ့လိုမျိုးနေနေရဟုတ်ဖြစ်ဖြစ်ချင်းကဘယ်လိုနေဆိုရင်ရဖြစ်ဖြစ်ချင်းကဖုန်းလိုင်းတွေကလုံးဝဆက်လို့အဆက်အသွယ်မရဘူး။ကိုကလိုင်းပေါ်မှာဟိုတွေ့ရတလောက်ပဲတိရတာဆိုတော့လေဟုတ်။အဲ့တော့အဆက်အသွယ်ရတဲ့ချိန်ကအဆက်အသွယ်ရတဲ့ချိန်ကဟိုညနေဘက်9နာရီလောက်မှဆက်တယ်ဟုတ်။ ဲ့ချိန်ကျမှကိုယ်အဖေကိုဆက်သွယ်ရတယ်သူတို့ကဘာလဲဘယ်လိုပြောပြောကြတယ်ဘယ်လောက်ထိကြောက်နေကြလဲဖြာကြောက်တော့တော်တော်ကြတော့ဗာဒါမဲ့သူတို့ကအဖေတို့ကကြတော့လေလူကြီးတွေဆိုတော့ကြတော့အမ်သူဘာမှမဖြစ်တာပဲအများကြီးကျေးဇူးတင်ရမှာပေါ့နော်တကယ်လူတွေအထီးခိုင်များတဲ့အခါကျော်လဲနေစိတ်ထဲမှာစိတ်မကောင်းပေါ့ကိုဆိုရင်မနေ့ကဟိုတညာလုံးအဲ့ဒီအချိန်တွေကိုပဲစောင့်ကြည့်နေခဲ့ဟုတ်တွေးနေတာပေါ့အရင်ဟိုတခုခုများဖြစ်သွားလိုက်လို့ဆိုဒါတွေးတာမတွေးရဘူးလေအဖေကအရင်ကံကောင်းတဲ့ထဲမှာပါသွား ူကတော့ပြောပါရောဒီဖရာတရားကျေးဇူးကြောင့်လုံးဝမဘာမှလည်းမဖြစ်ဘူးလွတ်လပ်အေးဆေးဆေးပဲနေရတယ်လို့ပြောပါတယ်ဟုတ်ဖြစ်တဲ့ချိန်မှာမကုန်ဘူး तू ကတိတောင်တိတောင်ဘလို့မျိုးမတိလိုက်ဘူးလို့ပြောတယ်ဖရာဟောအဖေကစင်မျိုးလေးရှိအလဲတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အလဲအဲ့မှာဟုတ်တိုက်ဆိုင်တာဟုတ်တိုက်ဆိုင်တာတိုက်ဆိုင်တာဟုတ်ဖရာလေးကအမျိုးလေးရောအချိန်လေးဘလို့ရှိတယ်သူတို့မတဝင်းခွဲတွေပါလေးရှိရကြောင်းနည်းနည်းအခုကတော့လွတ်တဲ့နေရာကိုသွားပါပြီလို့ပဲပြောတယ်အမနက်ကတော့အဆက်အသွယ်ရရဲပေါ့နော် သူတို့ဘာမှတော့ထွေးထူးမပြောဘူးသူတို့လည်းစိတ်ထိခိုက်နေလို့ထင်ပါတယ်အကုန်အဆင်ပြေရဲဘာမှစိတ်မပူနဲ့သူတို့ငါတို့လွတ်တဲ့နေရာမှာပဲရှိနေရဲပေါ့အခုငလင်းကတော့ညလည်းထောက်လျှောက်လုံနေသေးရလေအသေးစားလေးလုတ်တက်ဆိုဟုတ်စိတ်တော့ပူရပါပေါ့အဲ့ဒီအတွက်လည်းတခခုတော့ကိုကကိုတက်နိုင်တဲ့ဘက်ကအကုန်လုံးလုတ်ပေးဖို့တော့စဉ်းစားထားပါတယ်အများကြီးပေါ့နော်ဥမာသူတို့ရဲ့ပျက်စီးသွားတဲ့နေရာတွေကိုပြန်လုတ်ပေးတာမဟုတ်ရင်တောင်ကိုတက်နိုင်တဲ့လောက်လောဆယ်သူတို့အတွက်ရိတ်ခါပါညာပေါ့အဲ့လိုမျိုး မ်းပြီးတော့လိုအပ်ရင်ပြောပါလို့တခုဒီကနေ့ကျွန်တော်ရှိသမျှအကုန်ပို့ပေးပါမယ်လို့ပြောတာ။အများကြီးဆုံးရှုံးတာပေါ့အများကြီးစိတ်ထိခိုက်တာဒီမြန်မာလားမြန်မာအမွေနှစ်ကဒီမန္တလေးကအပေါ်ဆုံးမြို့ဖြစ်တယ်လေ။အဲ့တော့လဲဟိုစိတ်စိတ်ထဲမှာမလို့ပြောတောင်ပြောမပြဒါတွေပြန်တိဆောက်ဖို့ဆိုတာလဲဘလို့မှမဖြစ်နိုင်တော့ဘူးလေ။ဟိုဟိုရွှေဆိုင်ရန်ဖရာတို့အဲဒီကျုံးဆိုလဲကျုံးဆိုတည့်ရတိုင်းမှာအဲ့လိုမျိုးတကယ်အထင်ကြီးရနေရာတွေမှာတကယ်တံမိုးထားရတဲ့နေရာတွေမှာအဲ့လိုဖြစ်တဲ့အတွက်လုံးဝတော်တော်ကိုစိတ်ထိခိုက်ပါတယ် မှတ်တမ်းအနေနဲ့ပဲကြံခဲ့တော့မှာပေါ့နော်ကိုရောက်ခဲ့တော့ကလည်းဥမာကိုအနုပညာလှူရှားမှုနဲ့သွားခဲ့တဲ့အချိန်တွေတော့မှတ်တမ်းတွေကိုပဲပြန်ပြီးတော့လွမ်းရမလို့ဖြစ်နေတာပေါ့အဖူကကျလွမ်းရတဲ့အထက်ဒီချိန်ဆုံးရှုံးသွားတဲ့အချိန်မှာဘာမှကိုဩဒါကမမြဲပါလားဆိုရအတွေ့အကူတရားသဘောနဲ့ကြည့်မယ်ဆိုရင်တော့အဒီနေ့တွေးလိုက်တယ်နောက်နေ့ဒါအီရရှိချင်မှရှိတော့မယ်အဲ့လိုကိုမစိုက်ကိုတစ်ခုလိုကိုဖြစ်သွားရမနေရတော့ဘလောက်ထိဘာမှမမတ်တော့ဘူးမနေရအချိန်မှာဆိုရင် အဖေလည်းအဲ့လိုမျိုးအေးစေးစေးဒါအဖေဆိုလဲကောင်းကောင်းမွန်မွန်လေးရှိနေရင်ရပြီတော်ပြီကျန်တဲ့ဟာကတော့ဘာမှမမြဲဘူးအချိန်မွေးပြန်ရှာရမှာပဲလို့ဟိုကကျွန်တော်တို့တပင်ဥက္ခရာ ဟိုအကိုဆရာဟိုကိုဘိုးချစ်ကဒီငလျင်ဘေးတင်နေတဲ့ပြည်သူတွေအတွက်အားလုံးကူညီမယ်လို့သိရပါတယ်ပြန်ပြီးမှတည်ပေးမယ်ပေါ့ဒါလည်းမမြတ်တဲ့အလှပါပဲကျွန်တော်အဲ့တော့ဘယ်နေရာမှာဘာပဲဘာပဲလူလူသွားပြီးကူညီပေးဖို့အတင်ပါပဲအများကြီးလုပ်ခဲ့ပါတယ်ဥက္ကရာနယ်ဟာအဲ့ရေဘေးဆိုလဲရေဘေးပေါ့ဒီအနုပညာထားပါတော့မိုခါမှာဆိုလဲမိုခါအကုန်သွားကူညီခဲ့တာဆိုတော့အခုလေဒါဘာပဲပြောအနုပညာသမားတယောက်နေနဲ့အများကြီးကူညီရမှာပါကိုကငွေကြီးမတက်နိုင်အောင်တက်နိုင်တဲ့ဘက်ကကူညီရမှာပေါ့ရှင်ဟုတ်